ုတ္တံပုစေမိဓမ္မံပုစေမိတံဃံပုစေမိပူဇော်ပါယအရှင်မြတ်ဘုရားဆက်လက်ပြီးတော့ဆရာနေနဲ့ဆွေးနွေးဟောပြောပေးမယ်နေနာနေကတော့တဏ္ဍလသာသမီများရဲ့ကံကြာမှာကံစာတာဟော့စတန်လေးဖြစ်ပါတယ်တဏ္ဍလသာသမီများခင်ဗျာ2025ခုဇွန်လ15ရက်မှဇွန်လ30ရက်နှစ်ပတ်တာကာလမှာအန်အော်သင်းစရာဖြစ်စဉ်မျိုးတွေကြုံရတတ်တယ် အိမ်မှာထုတ်ဆန်းနေမှတ်တတ်တယ်။အိုးကံအိမ်ကောင်ကံတွေကောင်းမွန်တတ်တယ်။လောင်ငန်းစီပါနဲ့ပတ်သက်ပြီးထူချဖြစ်စဉ်မျိုးတွေကြုံရတယ်။ကံပွင့်လက်ပွင့်မယ်။လောင်ငန်းရေးပိုင်းနေထူချဖြစ်စဉ်မျိုးတွေကြုံရတတ်တယ်။နန်းနယ်လေးဆရာအနေနဲ့စာတာဆက်ဆက်တာမှဆိုလို့ရှိရင်ကြာမကြီးစာတာမှချောင်းဆိုးတာရင်ကျက်တာနေထိုင်မှာကောင်းဖြစ်တာအစာမားတာခဏခဏချောင်းဆိုးရင်ကျက်တော့ကယူဆိုင်ပေးပါလို့စာအနေနဲ့မေတ္တာရက်ခံပြားစေ။ ကြမ်းမိုင်းနဲ့နဲ့ရှုတ်ရှားတက်တယ်တနည်းဖြင့်အစာတော့မှမှန်တာတွေအစာမှားတာတွေကြောင်ရားတက်လို့တနင်္လာသားသမီးများကြယူဆိုင်ပေးပါတတိထားပေးပါတတိပြုပါရာတီပြောင်းအချိန်လေးပြောင်းတဲ့ချောင်းဆုပ်ရင်ချက်တို့နဲ့နဲ့ကြောင်ရားတက်လို့ကြယူဆိုင်ပေးဖို့ဆာမြတ်တာရခံတယ်အင်္ဂါသားသမီးဆက်နေသားသမီးတို့တဟဆတ်တာမတိမမြတ်တာတနည်းဖြင့်အာမခံတတ်သိလိုက်လမ်းမရေးထုတ်ကိစ္စရက်တွေတတိထားမယ်ငွေပေးငွေရှိ ငွေချင်းရေးကိစ္စရတုံနဲ့ပတ်သက်ပြီးတော့အောင်းမြင်မယ်ငွေကန်တို့လည်းလက်တို့စမ်းတို့လည်းပွင့်မယ်တနည်းအားဖြင့်ကြမ်းကြနေတဲ့ကိစ္စရတဲ့လည်းအောင်းမြင်နိုင်မယ်ငွေချေးကိစ္စရတို့လည်းအောင်းနိုင်လိုက်မယ်တတိပြုပြရမှာကတနည်းအားဖြင့်ခရခုထောက်ခွာတာတွေမလုံလောက်ဖဲ့သွားလာလှုပ်ရှားတာမျိုးကိုကယိုးဆိုင်ပေးပါတာရည်နာရည်လုံမရေးကိစ္စတို့လည်းရိုင်းမင်းဖေးမှကိုညင်ဆောင်ရပြရတတ်တယ်အရှိစတာ အရှိစားနေအရှိကံလေးတွေပေါပေါက်တတ်တယ်။သွားရင်လာရင်တဏှာဖက်ခင်းပြီးရင်းနှီးသူတို့နဲ့ဆက်နွှဲပြီးတော့ရှစ်ခင်းသူစုံမတ်သူမေတ္တာပို့ပေါ်မှာထားသူမေတ္တာရိုးနဲ့ပတ်သက်ပြီးကောင်းချိုးပြုတာတို့ကြုံရဆုံရတတ်ပါတယ်။မေတ္တာကံတို့လည်းကောင်းမွန်လာမှာဆိုတော့တော့ဆက်နေနဲ့တွင်မြင်လိုက်ပါတယ်။နန်းနေလေးစားနေတဲ့ဇာတာဆက်ဆက်တာမှာဆိုရင်အကျုပ်ပိတ်ကိန်းကနန်းမှာလေးကိန်းကနန်း၆ကိန်းကနန်း၈ကိန်းကနန်းတို့ကောင်းချိုးပေးမယ်။ ကောင်းချိုးတော်ဖြတ်မယ်ဘေးဆိုးရံဆိုးအန်လေဆိုးတော်နဲ့နဲ့ကြုံညာဆောင်ညာတက်တယ်နည်းနည်းလေးကန်စာတာလေးနဲ့နဲ့ကန်နေနာလေးတွေတော့ကြုံညာတက်လို့ကယူဆိုင်ပေးပါတက်တီးဖြုတ်ပေးပါအဖြူရောင်အစိမ်းရောင်မွေးနေ့တနက်လာနေ့ဝစ်စင်ချက်ကိုရှောင်ကျင်ပေးရမယ်တနည်းအားဖြင့်ဇွန်လ6လပိုင်း16ရက်မှ6လပိုင်း30ရက်တော့တွင်နေဟာ16ရက်နေ့နဲ့တနင်္လာနေ့ 23ရက်ကလည်းတန်နှန်းလာနေ30ရက်ကလည်းတန်နှန်းလာနေသုံးပတ်တာကာလတော့အတွက်မှာကံပွင့်လက်ပွင့်လုံငန်းကိုင်ရတော့အောင်မြင်စေချင်အတွက်ဆင်အားအနေနဲ့ရတရားကောင်းလေးတစ်ခုညွှန်ကြားပေးပါရစေထမင်းဖြူပေါ်မှာထမင်းဖြူမှာနှုတ်ဆမ်းပြီးတော့ကဲ့လို့ပို့ဆောင်ပေးပါထမင်းဖြူပေါ်နွားနို့တော်လကောင်း ဆိုဟလာနော်နှုတ်စိမ့်တော်၎င်းစမ်းပြီးလို့ရှင်ဖယားရှင်တော်မြတ်ကိုကတ်လုံမဲပူဇော်မဲနှုတ်စီစမ်းပြီးတော့ဆုတောင်းမြတ်တာပို့ပြီးတော့ဒုက္ခဒုက္ခတွေကိုတိုင်တယ်ပြေးပြေးပါနော်အဲနေမှာပဲဖြစ်ဖြစ်ဖယားစိတ်ဒီမှာ ဖြစ်ဖြစ်မပြတ်မကွက်ဆောင်ပြတ်နိုင်စေဖို့ဆရာအနေနဲ့အထုမြတ်တာရက်ခံဖယားစိတ်လုံငန်းရေးပိုင်းစီးပွားရေးပိုင်းနဲ့ပတ်သက်ပြီးတော့ကောင်းကျိုးတို့ထူကြမယ် စီးပွားကံတော်တတ်မယ်။မကောင်းတော့ဘေးဆုတ်ရာဆုတ်အန်တယ်ဆိုတော့လည်းကင်းစင်ဝေးနိုင်တယ်။နန်းနယ်လေးကြားမရေးပိုင်းခကျူးဆိုင်နိုင်ဖို့စာနေနဲ့အထုမေတ္တာရက်ခံပြားစေနော်။ရောင်ရောင်ချီချင်တဲ့ဆရာပေးရလိုက်တဲ့ရတရားလေးကိုစောင့်ရနိုင်တယ်လို့စာနေနဲ့ရှုံချင်ပါပဲ။ဆရာရဲ့ဖိဒီမေထမေရှင်ညာတနင်္လာသားသမ ्या ကိုစိတ်နှပ်ချကြားမှာခြားတော်တော်မူကြပါစေ။